ကိုသွားကျင်တဲ့အနေထားကြီးရောက်တယ်တချို့လည်းကိုသွားကျင်တဲ့အနေထားကြီးမရောက်ဘူးအဲ့ထဲမှာတော့ကျွန်တော်ထူးထူးခြားခြားသတိထားမိတာကဒီဟာဒီအိမ်ကွင်းစွမ်းဆောင်ရည်တည်တာတာမြင့်တက်လာတဲ့အချက်ပေါ့ဟုတ်ကဲ့ကျွန်တော်ဒါချက်လက်တွေရကြည့်လို့1966နောက်ပိုင်းဒါပရီဒီအင်္ဂလန်ဘယ်လိုပြောမလဲအစ်မြင့်ဆုံးတန်းပေါ့နော်ဟုတ်ကဲ့အစ်မြင့်ဆုံးတန်းနေမှာဆိုရင်ဒီဘွဲ့စဉ်71ပြီးဒါနိုဝင်ဘာလလောက်အရောက်မှာဆိုရင်အိမ်ကွင်းနိုင်ပွဲနှုံး အမြင့်ဆုံးပေါ့နော်ဒါနိုင်ပွဲနှုန်းပေါ့နော်ဒါနိုင်ပွဲနှုန်းကဒါ53ရာခိုင်နှုန်းလောက်တိရှိတယ်ပရီးမီးယားလိစတင်ခဲ့တဲ့25နှစ်တွင်ပြန်ကြည့်လိုက်မယ်ဆိုရင်အင်ဂွင်းနိုင်ပွဲနှုန်းကအများဆုံးဒီ46နဲ့49ရာခိုင်နှုန်းလောက်ပဲရှိခဲ့ပုံမှန်ပေါ့နော်46နဲ့49ရာခိုင်နှုန်းကြားလောက်ပဲအများဆုံးရှိတယ်ဒီရာသီဆိုရင်ဒါမက်စီတီးယားအင်ဂွင်းရမှတ်55မှတ်ယူတာအများဆုံးပေါ့နော်သူ့နောက်မှာအာဆင်နယ်တို့ဒါဘုံမောက်တို့ဘရန်ဖို့တို့ဗီလာတို့ရှိတယ်ထူးခြားလေးတစ်ခုကတော့ဒီရာသီမှာကျွန်တော်ဒါတော်တင်ဟော့စပါတို့ကြတော့နည်းနည်းလေးထူးခြားတဲ့အထက်မှာပါတယ်စပါက ဒါပရီးမီးယားလိမှာဆိုရင်ဒီဟာဒီဒါပွဲစဉ်71အပြီးမှာအဝေးကွင်းရှုံးဝဲလုံးဝမရှိသေးဘူးအင်ကွင်းမှာကျတော့ရမတ်ဒီမတ်လာပဲယူလိုက်နော်ဒါရမတ်လီမတ်ပဲယူနေတယ်ဘန်လီကိုတပွဲနိုင်တယ်